တော်ကီပါမှာရှိတဲ့တော်တွေကို Binance ကိုဘယ်လိုမျိုးပိုးရမလဲဆိုတာဒီဗီဒီယိုမှာလေ့လာကြည့်ရအောင်ပါပထမဦးဆုံးအနေနဲ့ Binance application ထဲကိုဝင်ပါ Binance တဲကိုရောက်ပြီဆိုရင်ညာဖက်အပေါ်မှာရှိတဲ့ Ins Fans ကိုနှိပ်ပေးပါ Deposit Crypto ဆိုတာကိုနှိပ်ပေးပါအပေါ်မှာရှိတဲ့ Search Box ကနေပြီးတော့တော်ဆိုပြီးရိုက်ရှာပေးပါတော်ကိုတွေ့ပြီဆိုရင်ဒါကိုနှိပ်ပေးလိုက်ပါဒီ open network ဆိုတာကိုနှိပ်ပေးပါ import tax ဆိုပြီးတော့လာမေးပါတယ်ဒါကဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့က tor blockchain ကိုအသုံးပြုมาဖြစ်တာကြောင့် tor blockchain မှာဆိုရင် memo ဆိုပြီးရှိပါတယ်အဲ့ဒီ memo ကဒီ binance မှာဆိုလို့ရှိရင်ထည့်ပေးရပါတယ်ဒါကိုမဖြစ်မနေထည့်ပေးရမှာပါအကယ်၍ကိုကမထည့်ဘူးဆိုရင်ကိုပို့လိုက်တဲ့ tor တွေအကုန်လုံးကိုကဆုံးရှုံးမှုတွေဖြစ်သွားမှာဖြစ်ပါတယ် continue ကိုပဲနှိပ်ပါမယ် deposit address ဆိုတာကို copy ကူးပါဒီတော့ရင်တော့ tor keyboard ထဲကိုပြန်သွားပါမယ် တော်ကီပါတဲ့ကိုရောက်ပြီဆိုရင်ကိုလွဲမဲ့တော်ကိုနှိပ်ပေးလိုက်ပါ sent ဆိုတာကိုနှိပ်ပါမယ် address or name ဆိုတဲ့နေရာမှာသူ့ရဲ့နေပေးမှာ pic ဆိုပြီးရှိပါတယ်ဒါကိုနှိပ်ပေးလိုက်ပါ blank pic ဆိုတာကိုနှိပ်ပါမယ်ဒီရက်ခါမှာခုနက binance ကနေပြီးတော့ယူလာတဲ့ address ကဒီတဲကိုရလာမှာဖြစ်ပါတယ်နောက်တစ်ခုက amount ပါအဲ့ဒီ amount ဆိုတဲ့နေရာမှာကျွန်တော်ဘယ်လောက်လွယ်မှာလဲပေါ့ကျွန်တော်မှာရှိတာက7.483ရှိပါတယ်ကျွန်တော် 30လောက်လွယ်လိုက်ပါမယ်။အောက်မှာရှိတဲ့ required comment ဆိုတာလေးကအရေးကြီးပါတယ်။ဒါက Binance မှာရှိတဲ့ memo ကိုထည့်ပေးရမှာဖြစ်ပါတယ်။ Binance တဲကိုရောက်ပြီဆိုရင် .dot memo ဆိုတာကိုနှိပ်ပေးပါ။ .dot keyboard တဲကို ပြန်လာပြီးတော့ required comment ဆိုတဲ့နေရာမှာခုနကကူးလာတဲ့ memo ကို paste လုပ်ပါမယ်။ continue ကိုနှိပ်ပါ။ coffin and sand ဆိုတာကိုနှိပ်ပါမယ်အခြေလေးခဏစောင့်ပေးရမှာဖြစ်ပြီးတော့အပေါ်မှာလဲနေတဲ့အဝိုင်းကပြီးဆုံးသွားမယ်ဆိုရင် binus ကိုပြေးပို့လိုက်တာ အောင်မြင်သွားပြီဖြစ်ပါတယ်ခဏလေးစောင့်ပေးလိုက်ပါ don deposit progress ဆိုပြီးတော့အောက်မှာ your deposits ကအခုလေးရှိအလုပ်လုပ်နေပါတယ်ဆိုပြီးတော့ပြောထားပါဗျ။ဒီလိုစာတမ်းတွေ့လာပြီဆိုရင် binance တဲ့ကိုသွားကြည့်ရအောင်။ ကျွန်တော် bank နဲ့အစိတ်ကိုပြန်ဆုပ်ပြီးတော့ button navigation ကနေ access ကိုသွားပါမယ်အပေါ်မှာရှိတဲ့ menu တွေကနေပြီးတော့ကျွန်တော်ပေးပို့လိုက်တာကဒီ spot wallet ထဲကိုရောက်ရှိလာပါမယ်ပေါ့နော် အခုဒီ spot ထဲကိုသွားပြီးတော့ refresh လုပ်လိုက်တဲ့အခါမှာဆိုရင်ခုနကပေးပို့လိုက်တဲ့တော်တွေကရောက်ရှိလာပြီဖြစ်ပါတယ်ဒီလိုမျိုးနီးနဲ့ tor keeper မှာရှိတဲ့တော်တွေကို binance ကိုပေးပို့လို့ရပါတယ်အခုဒီ video ကိုကြည့်တဲ့မိတ်ဆွေတို့အနေနဲ့အခုလိုမျိုး tor keeper မှာရှိတဲ့တော်တွေကို binance ကိုပေးပို့ချင်တယ်ဆိုရင် binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ binance referral code ကိုဒီ video ရဲ့ description မှာထည့်ထားပေးပါမယ်ဆိုလို့ရှိရင်တော့အခုမိတ်ဆွေတို့အနေနဲ့တခုတတိထားရမှာက binance ကိုပေးပို့ဖို့ဆိုလို့ရှိရ ဲ့မီးမုန်းစရာကိုမဖြစ်မနေထည့်ပေးရမှာဖြစ်ပါတယ်။ဒါကလောကအရေးကြီးပါတယ်။အကယ်၍ကိုကမထည့်ဘူးဆိုရင်ကိုပေးပို့လိုက်တဲ့တော်တွေအကုန်လုံးကိုကဆုံးရှုံးမှုတွေဖြစ်သွားမှာဖြစ်ပါတယ်။ဒါကတခြားသော HJ တွေမှာဆိုလို့ရှိရင်တော့မလိုအပ်ပါဘူး။ဒါပေမဲ့ virus မှာဆိုလို့ရှိရင်တော့လိုအပ်ပါတယ်။ Okay ပါဆိုတော့ဒီဗီဒီယိုကတော့ဒါလောက်ပါပဲ။မိတ်ဆွေတို့တို့နဲ့ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ